ခုကျွန်တော်ပြောပြမှာကြောက်ကြီးတိုင်မြင်ရောင်းပြောပြမှာစတီးပိုက်ကျိုးနဲ့တွေ့ပြီးတော့မှမိကောင်တသေးလေးနဲ့ကြည့်တဲ့တံမြင်မျိုးရှိတယ်အဲ့တော့800လာတယ်1500လာတယ်3000လာတယ် तू อ่ะနော်အဲ့အရာကမိုင်းရှူးခင်မှာမိုင်းရှူးကြောက်ကိုမီးဖုတ်တဲ့လူတွေမိုးကုတ်ကြောက်ကိုမီးဖုတ်တဲ့လူတွေကိုသူကဒါတွေကသူတို့ကတုံးတာတုံးတာအလင်းပါပါများတယ်ကြောက်ရအနာစားတေးသေးမမလေးရစားမြင်ရတယ်အဲ့ဒီကြောက်ကိုမြင်ရတဲ့တခါကျွန်တော်တို့မျက်မှန်ရှိတယ်မျက်မှန်တရသေးတယ် အနုစိတ်ကြီးတဲ့ဓာမီတွေပေါ့ဗျာအဲ့တော့အဲ့ဒီထဲမှာထည့်တဲ့မီးသီးလေးတက်သေးလေးတွေကျွန်တော်တို့ cycle ထဲမှာထည့်တဲ့ဖြူဗီဒီယိုနာမှာထည့်တဲ့ဖြူမီးသီးအဲ့မီးသီးလေးထက်ကိုနည်းနည်းသေးရဲ့သူကသူကအကြာကြီးခံတယ်နည်းနည်းသုံးနည်းခံတယ်ပူတယ်တိလာအဲ့ဒါမိုင်းရှုခင်းမှာမိုးကုတ်ခင်းမှာသုံးတဲ့ဓာမီမျိုးပဲဓာမီအဖြူပေါ့နောက်အခုကျွန်တော်တို့ကြောက်သေးတဲ့မှာဓာမီတွေရှိတယ်ဓာမီသုံးမျိုးရှိတယ်အဖြူရှိတယ်အဝါရှိတယ်နောက်ခရီးလုံရောက်ကြီးဓာမီပြာရှိတယ် ဲ့တော့အဖြူကဘယ်နေရာမှာအသုံးလဲဆိုကျွန်တော်ကြောက်သားတွေကိုကြည့်တဲ့နေရာမှာထိုးတာဟုတ်လားကြောက်အလင်းပေါက်ကဘယ်လောက်ရှိလဲတစ်လက်မှနှစ်လက်မှသုံးလက်မှသူကမိအားကောင်းတဲ့ကြောက်ဖြူကနောက်အရည်ကိုသူတို့ကြည့်တယ်နောက်အရည်ကိုသူတို့ကြည့်တယ်အဲကြောက်တုံးတုံးတာမီးနဲ့ထိုးတယ်ဆိုလို့ရှိရင်ကြောက်သားဘယ်လောက်ဖြောင်းတယ်လဲဆိုတော့သူကအဖြူနဲ့ကြည့်တာနော်အဲ့တော့အရင်ကလေးတွေပါတွေကြည့်တဲ့နေရာမှာနောက်ကြောက်အပွင့်အတ္တစတွေပါတွေဝယ်တဲ့နေရာတွေမှာနော်တစ္ဆဝယ်တဲ့နေရာမှာအရင်ကလေးဝယ်တဲ့နေရာမှာတံမီးဖြူကသုံးတယ်အဲ့တော့ အရေးအကြောက်ကိုကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်ဒါမှမဟုတ်အနာအဆောက်ပဲကြည့်လို့ရမယ်ကြောက်မီးဖြူပါအဲ့တော့ကြောက်မီးအဝါအဝါကမြတ်တို့ကြောက်ဒီမှာလိုက်ခံတယ်ငွေလိုက်ရွှေလိုက်တွေခံတယ်အဲ့တော့ကြောက်တော့ပွင့်သွေးပြီးထွက်လာတယ်ကိုကဓာမီးနဲ့ထိုးလိုက်တယ်အဲ့တော့အောက်ကလိုက်မလို့လက်ဝေါမတင်တယ်မီးထိုးလိုက်တယ်လက်ညှိုးမှကိုင်းတယ်မီးထိုးလိုက်တယ်အဲ့တော့မီးဝါနဲ့ထိုးတယ်မှာကြောက်ရဲ့ကာလာရေကတက်လာတယ်အဲ့တော့ဒီကြောက်ကရွှေလိုက်လားငွေလိုက်လားဆိုခွဲခြားလို့ရတယ်နော်အဲ့တော့တိတဲ့လူတွေကအများကြီးရှိတယ်မတိတဲ့လူတွေရှိတယ်ဗျာတိတဲ့လူတော့ကြော်သွားပုံနော် အဲ့ပြောကြတယ်နောက်မီးအပြာခရမ်းလုံရောင်ကြီးအပြာကြောက်အတုတွေကိုစစ်တဲ့နေရာမှာတုံးတယ်မီးထိုးလိုက်လို့ရှင်မူလကာလာတိုင်းမဲ့သူကထွက်တာကြောက်စင်ရင်မဲသွားတာအဲ့တော့ဓာမီးကကျွန်တော်ပြောချင်တာပိုက်ကျိုးနဲ့တွေ့တဲ့ဓာမီးရှိတယ်နော်လက်ကင်ဓာမီးအဖြူရှိမယ်အဝါရှိမယ်နောက်အပြာရှိမယ်နော်နောက်တော့ဓာမီးတစ်မျိုးရှိသေးတယ်ကျားတို့ပြောမှာဆို6လုံးပြူးပြီးလောက်ရှိတဲ့ဓာမီပေါ့အရှိကြီးခါချိတ်ပြီးတော့မှကြောက်ပိုင်းထဲမှာပတ်ပြီးသွားနေတယ်တိလားအဲ့တော့အပွင့်လဲဒီဓာမီနဲ့ထိုးလိုက်တာ ခဲတို့လည်းဒီတာမီနဲ့ထိုးတာအတွေ့အကြံများဓာမီနဲ့အကုန်ထိုးတာဗျာသိလားတချို့တွေကသိလားအဲ့တော့ तू သုံးသိနေနေရရှိတာဘောနော်အတချို့ကကြောက်လောကမှာဝင်နေလေလာတယ်ဒီတာမီဘယ်နေရာမှာသုံးလဲဆိုတော့ခါခါနာနာမသိတဲ့လူရှိတယ်ကျွန်တော်တော်တော်များတွေ့တယ်သိလားအဲ့ဓာမီခမတထောင်လောက်ရှိတယ်ကျွန်တော်ပြောရမသိလားတကြီးကန်နဲ့6လုံးပြူလောက်ရှိတဲ့ဟာကြီးတဲ့အပွင့်လဲဓာနဲ့ထိုးတာပစ္စည်းကွေးလဲဓာနဲ့ထိုးတာခုံနေလဲဓာနဲ့ထိုးတာခြွန်လဲဓာနဲ့ထိုးတာအဲခြွန်တို့ခုံတို့ကခမတို့မိဝါတွေဘာနဲ့ထိုးလို့မရဘူးမိဖြူနဲ့ပဲထိုးလို့ရတယ်ဘဝကျွတ်ပေးရနော် ခုကျွန်တော်ပြောပြမှာကြောက်ကြီးတံမြေအောင်ပြောပြမှာစတီးပိုက်ဂျိုးနဲ့တွေ့ပြီးတော့မှမိကောင်တသေးလေးနဲ့ကြည့်တဲ့တံမြေမျိုးရှိတယ်အဲ့တော့800လာတယ်1500လာတယ်3000လာတယ်သူကနော်အဲ့အရာကမိုင်းရှူးခင်မှာမိုင်းရှူးကြောက်ကိုမီးဖုတ်တဲ့လူတွေမိုးကုတ်ကြောက်ကိုမီးဖုတ်တဲ့လူတွေကိုသူကဒါတွေကသူတို့ကတုံးတာတုံးတာအလင်းပေါ်ပါများတယ်ကြောက်ရအနာစားတည်တည်မမလေးရစားမြင်ရတယ်အဲ့ဒီကြောက်ကိုမြင်ရတဲ့တခါကျွန်တော်တို့မျက်မှန်ရှိတယ်မျက်မှန်တရသေးတယ် အလုံးစိတ်ကြီးတဲ့ဓာမီးတွေပေါ့ဗျာအဲ့တော့အဲ့ဒီထဲမှာထည့်တဲ့မီးသီးလေးတာတေးသေးလေးတွေကျွန်တော်တို့စိုက်ကဲလေးထဲမှာထည့်တဲ့ဖြူဗီဒီယိုနာမှာထည့်တဲ့ဖြူမီးသီးအဲ့မီးသီးလေးထက်ကိုနည်းနည်းသေးရယ်သူကတော့အကြာကြီးခံတာနည်းနည်းသုံးနည်းခံတယ်ပူတယ်သိလားအဲ့ဒါမိုင်းရှုခင်းမှာမိုးကုတ်ခင်းမှာသုံးတဲ့ဓာမီးမျိုးပဲဗျာဓာမီးအဖြူပေါ့နောက်အခုကျွန်တော်တို့ကြောက်သေးတဲ့မှာဓာမီးရှိရယ်ဓာမီးသုံးမျိုးရှိတယ်အဖြူရှိတယ်အဝါရှိတယ်နောက်ခရီးလုံးရောက်ကြီးဓာမီးပြရှိတယ် အဲ့တော့အဖြူကဘယ်နေရာမှာအသုံးလဲဆိုကျွန်တော်ကြောက်သားတွေကိုကြည့်တဲ့နေရာမှာထိုးတာဟုတ်လားကြောက်အလင်းပေါကဘယ်လောက်ရှိလဲတစ်လက်မှနှစ်လက်မှသုံးလက်မှသူကမီးအားကောင်းတဲ့ကြောက်ဖြူကနောက်အရေကိုသူတို့ကြည့်တယ်နောက်အရေကိုသူတို့ကြည့်တယ်အဲ့ကြောက်တော့တော့တာမီးနဲ့ထိုးတယ်ဆိုလို့ရှိရင်ကြောက်သားဘယ်လောက်ဖြောင်တယ်လဲဆိုတော့သူကအဖြူနဲ့ကြည့်တာနော်အဲ့တော့အရင်ကလေးတွေပါတွေကြည့်တဲ့နေရာမှာနောက်ကြောက်အပွင့်အတ္တစတွေပါတွေဝယ်တဲ့နေရာတွေမှာနော်တစ္ဆဝယ်တဲ့နေရာမှာအရင်ကလေးဝယ်တဲ့နေရာမှာတာမီးအဖြူကသုံးတယ်အဲ့တော့ အရေးကြောက်ကိုကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်ဒါမှအနာအဆာကိုပဲကြည့်လို့ရမယ်ကြောက်မီးဖြူပါအဲ့တော့ကြောက်မီးအဝါအဝါကမြတ်တို့ကြောက်ဒီမှာလိုက်ခံတယ်ငွေလိုက်ရွှေလိုက်တွေခံတယ်အဲ့တော့ကြောက်တပွင့်သွေးပြီးထွက်လာတယ်ကိုကဓာမီးနဲ့ထိုးလိုက်တယ်အဲ့တော့အောက်ကလိုက်မလို့လက်ဝေါမှာတင်တယ်မီးထိုးလိုက်တယ်လက်ညှိုးမှာကင်တယ်မီးထိုးလိုက်တယ်အဲ့တော့မီးဝါနဲ့ထိုးတယ်မှာကြောက်ရဲ့ကာလာအရေးကတက်လာတယ်အဲ့တော့ဒီကြောက်ကရွှေလိုက်လားငွေလိုက်လားဆိုခွဲခြားလို့ရတယ်နော်အဲ့တော့တိတဲ့လူတွေကအများကြီးရှိတယ်မတိတဲ့လူတွေရှိတယ်ဗျာတိတဲ့လူတော့ကြော်သွားပေါ်နော် ဲ့ဒါပြောကြတယ်နောက်မီးအပြာခရမ်းလုံးရောင်ကြီးအပြာကြောက်အတုတွေကိုစစ်တဲ့နေရာမှာတုံးတယ်မီးထိုးလိုက်လို့ရှင်မူလကာလာတိုင်းမဲ့သူကထွက်တာကြောက်စင်ရင်မဲသွားတာအဲ့တော့ဓာမီးကကျွန်တော်ပြောချင်တာပိုက်ကျိုးနဲ့တွေ့တဲ့ဓာမီးရှိတယ်နော်လက်ကင်ဓာမီးအဖြူရှိမယ်အဝါရှိမယ်နောက်အပြာရှိမယ်နော်နောက်တော့ဓာမီးတစ်မျိုးရှိသေးတယ်ကျားတို့ပြောမှာဆို၆လုံးပြူးလောက်ရှိတဲ့ဓာမီပေါ့အရှိကြီးခါကျိပြီးတော့မှကြောက်ပိုင်းထဲမှာပတ်ပြီးသွားနေတယ်တိလားအဲ့တော့အပွင့်လဲဒီဓာမီနဲ့ထိုးလိုက်တာ တဲ့အတူလဲဒီတမီနဲ့ထိုးတာအာတွေ့သမျှဓာမီနဲ့အကုန်ထိုးတာဗျာကြည်လားတချို့တွေကကြည်လားအဲ့တော့သူသုံးသိနေနေရရှိတာဘောနော်အတချို့ကကြောက်လောကမှာဝင်နေလေလာတယ်ဒီတမီဘယ်နေရာမှာသုံးလဲဆိုတာခါခါနာနာမသိတဲ့လူရှိတယ်ကျွန်တော်တော်တော်များတွေ့တယ်ကြည်လားအဲ့ဓာမီသမျှတထောင်လောက်ရှိတယ်ကျွန်တော်ပြောမှမသိလားတကြီးကန်နဲ့6လုံးပြူးလောက်ရှိတဲ့ဟာကြီးနဲ့အပွင့်လဲဓာနဲ့ထိုးတာပီစီကွေးလဲဓာနဲ့ထိုးတာခုံနေလဲဓာနဲ့ထိုးတာခြွံလဲဓာနဲ့ထိုးတာအဲခြွံတို့ခုံတို့ကခင်ဗျားတို့မိဝါတွေဘာနဲ့ထိုးလို့မရဘူးမိဖြူနဲ့ပဲထိုးလို့ရတယ်ဘဝကျွတ်တာပေးတာနော်